အခုဖြစ်ရကတော့တငယ်ချင်းရဲ့အမဖြစ်သူအကြောင်းဖြစ်ပါတယ်။တငယ်ချင်းတို့မိသားစုကကျယ်ဝန်းနဲ့တိုက်ခိုက်အရာတစ်ခုမှနေလာပါ။ဒီနေ့တငယ်ချင်းရဲ့အမဖြစ်သူကပြင်ထွက်ရာကအခုလိုဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။သူမရဲ့ရည်စားဟောင်းက"သူမထွက်လာစောင့်နေခဲ့တယ်"ထွက်လာတာနဲ့လမ်းမအုပ်ခဲတစ်လုံးနဲ့သူမခေါင်းကိုထုခဲ့ပြီးတတ်ပစ်ခဲ့ပါတယ်။လုံုံရေးကတန်တော်နဲ့ပြေးလာပြီမဲ။သူမရည်စားဟောင်းကတခြားအိမ်ရာရဲ့ခေါင်းမိုးကိုတက်ပြေးခဲ့ပြီး နေရာမှာလည်းသူ့ကိုသူတတ်တည်ခဲ့ပါတယ်။နောက်တော့ကောင်မလေးအတွက်ရောကောင်လေးအတွက်ပါဇာပနာနှစ်ခုကျင်းပခဲ့ပါတယ်။ဖြစ်ချင်တော့ဒီဇာပနာနှစ်ခုကဘေးချင်းကက်လျက်ဖြစ်ခဲ့တယ်။အဲ့ဒီအချိန်မှာပေဆုံးသူကောင်လေးရဲ့မိဘတွေကအခုလို လာစီယုံခဲ့တယ်။တကယ်ချင်းမိသားစုကို သူတို့ပြောခဲ့တာကကောင်လေးနဲ့ကောင်မလေးရဲ့ဝိညာဉ်ကိုလက်ထပ်ပေးရအောင်နဲ့လေ တကယ်ကြီးရဲ့မိသားစုကဒေါသပုံထပါတော့တယ်။တေဆုံးသူကောင်လေးရဲ့မိသားစုနဲ့ရန်ဖြစ်ကြတဲ့အထိပါပဲ။အဲ့ဒီနေ့ကဇာပနပွဲမှာဟိုတုံးတုံးခါးတွေဖြစ်ခဲ့ကြအောင်တကယ်ကြီးကပြောပြခဲ့တယ်။